အားလုံးပဲမင်္ဂလာပါကျွန်တော်တို့ football live အစီအစဉ်ကနေပြီးတော့ပြန်လည်ပြီးတော့ကြိုဆိုလိုက်ပါတယ်ကောင်းမွန်သောနေ့လေးတစ်နေ့ဖြစ်ပါစေလို့ဒီညကနေပြီးတော့ဆုမွန်ကောင်းတောင်းပေးလိုက်ရပါတယ်ပေါ့နော်အဲလက်ရှိမှာဒါကျွန်တော်တို့ဒီနေ့ဒါကျွန်တော်တို့မြန်မာစံတော်ချိန်ဒါကျွန်တော်တနာရီခွဲပေါ့နော်ကျွန်တော်စီမှာည၈နာရီပေါ့နော်အဲ့တော့ဒီပွဲစဉ်နဲ့ပတ်သက်ပြီးကိုကတော့ဒါကျွန်တော်တို့တစ်ခုလက်ရှိမှာကျွန်တော်ဒါ မျိုးထဲမှာအိမ်တိန်ရှိတယ်အခုလည်းကျွန်တော်မျိုးပြမှာအိမ်တိန်အထင်တော့မကြီးနဲ့ဒါမျိုးထဲအိမ်ကကျွန်တော်စပားပွဲရှိရင်ဒါကျွန်တော်တော့ကြည်ရတာပေါ့နော်အဲ့တော့စပားပွဲတွေကိုယ်လည်းရှိအိမ်ငွေးတွေပွဲတွေကိုကြီးလိုက်မှာဒါဒီနေ့ဒါဒီနေ့ကကျွန်တော်တို့ရဲ့ဒါကျွန်တော်ကျွန်တော်လာတဲ့ခီးစဉ်ဒါနောက်ဆုံးအိမ်ငွေးပွဲစဉ်ပေါ့နော်ပြီးရင်တော့ဒါကျွန်တော်တို့စက်လာပိုင်းတော့မှတစ်ခေါက်ပြန်လာမှပဲကြီးတော့မယ်အဲ့တော့အိမ်ဝတ်ပွဲစဉ်တွေကြီးလိုက်ရင်ဒါကျွန်တော်တို့ကိုလိုကက်လန့်အချိန်တွေကြီးပဲဘတော်မှဒါကျွန်တော်ကောင်းတဲ့အချိန်တွေတစ်ခုမှမရှိဘူးအဲ့တော့အခုလက်ရှိမှာဒါ၈နိုင်တော့ပြီးတော့ဒါခုနဘလုံးပွဲလက်မှတ်ကဒါကျွန်တော်ပေါင်90ကျော်ပဲရှိတယ် ကျွန်တော်အနေနဲ့ personally ရကျွန်တော်အနေနဲ့ပြောရမယ်ဆိုရင်ဘာဖြစ်လဲဆိုတော့ဟိုစင်ဘိုးတဲ့မြင်းဘိုးခဲတဲ့ပုံစံမျိုးပေါ့နော်ဒါကြတော့လက်ရှိဒီဘွဲကိုလာကြည့်ဖို့ကျွန်တော်ဒီအဲ့ Tottenham Hotspur နားမှာအိမ်ကွင်းအဲ့ကွင်းနားမှာအိမ်ငှားရတယ်အဲ့အိမ်ငှားတာကျွန်တော်တရက်ကိုအခုလက်ရှိမှာဘာလို့ရှိတာပေါ့နော်ပေါင်40နဲ့45ပေါင်လောက်ရှိတယ်အဲ့ဒါအကုန်လုံး point ဒါပေါင်100လောက်ကုန်တယ်အမှန်တိုင်းပြောရမယ်ဆိုတော့ အမောင်ကိုမှဝယ်တဲ့ဇီးနီနီသွားကြရလက်မှတ်ကိုအဲ့တော့ official မှာဝယ်လဲဒါကတော့အဲ့နားမကွင်းတော့ပို့ဆိုးတာကကျွန်တော်ဒါအခုတည်းရှိမှာကျွန်တော်မှော်ပြီးတော့မှနေတာဆိုတော့လေဒါမှော်ပြီးတော့မှနေတာဆိုတော့ပြဿနာအဲ့ည10နာရီလောက်ပွဲပြီးသွားရင်တော့ပြီးရင်ဒါကျွန်တော်တို့ ဟိုခတ်တယ်ပေါ့ဗျာเนาะကျွန်တော်ပြန်ရတာခတ်တယ်ပြန်ရတာခတ်တယ်ဆိုတော့ကျွန်တော်အနေနဲ့ဒါအဲ့မှာပဲအိတ်ဖြစ်တာအဲ့တော့ပြောကြတာဒါမာရီပြပြတာပေါ့เนาะအဲ့စပါးကွင်းသားမှာဘလုံးကျွဲကြည့်ပြီးတော့ပြန်ရတာအားခတ်တယ်ပြီးတော့ဘလုံးပွဲ10နိုင်လို့ပြီးသွားရင်အဲ့ဒါအေဝါညတနိုင်လောက်မှပြန်ရောက်တော့တာဒါပြီးတော့သူတို့ရထားတွေကလည်းကျွန်တော်နောက်ကျတာရှိတယ်လိတ်တာရှိတယ် disruption တာရှိတယ်အဲ့ဒါစပါးပွဲနဲ့ပတ်သက်ပြီးခင်ဗျားတို့ဒါကျွန်တော်နည်းနည်းလေးကျွန်တော်ရှင်းပြတာပေါ့เนาะအဲ့တော့ဒီပွဲစဉ်ကကျွန်တော်ကလည်းအဲ့နာမှာသွားအိတ်ပြီးတော့ကြည့်ရမယ်ဆိုတော့ဘာဒီဘလူးဖြစ်လာမယ်တချို့တော့ကြည့်ရမယ်တဲ့မှာပါပါတယ်တော်တန် hospital အသင်းရဲ့အိမ်ကွင်းဒါကျွန်တော်တို့ အဲတော်တန်ဟော့စပယ်စတေဒီယမ်မှာဝူဖအသင်းနဲ့ဆက်လက်ပြီးတွေ့ရမှာဖြစ်တယ်။ဒါကြောင့်မြန်မာစံတော်ချိန်9နာရီခွဲမှာကံမှာဖြစ်။အဲတော့စပါအသင်းကလက်ရှိမှာဒါကျွန်တော်တို့သောမတ်ရန်လက်အောက်မှာရရလက်ပိုင်းရဖြစ်တော်တော်လေးကိုကောင်းနေတော့တွေ့ရမယ်။ဝူဖအသင်းကလက်ရှိတောက်လျှောက်ရှုံးပွဲတွေတွေ့လာခဲ့ပြီးနောက်ပိုင်းမှာအေဗာတန်ကိုဒါကြောင့်သူတို့အနေနဲ့ကာရာဘောင်းမှာနိုင်ခဲ့ပြီးနောက်ပိုင်းမှာတော့နိုင်ပွဲပြန်ရသွားခဲ့တာဖြစ်တယ်ပေါ့နော်။စပါအသင်းကလက်ရှိဘူဘူလောလောမှာဒါကြောင့်ပရီးမီယာလိဘွဲစံမှာတည်ကြီးကြခဲ့တယ်။ဒီနေ့ဘွဲစံမှာစပါအသင်းအတွက်တော်တော်လေးကိုဒါကျွန်တော်တို့ motivation ဖြစ်မယ်နေထားမှာရှိတယ်။စပါအသင်းကလက်ရှိမှာဒါပရီးမီယာလိမှာအဆင့်3နေရာမှာယက်တည်နေခဲ့ပြီးတော့တစ်ဖက်မှာဒါကျွန်တော်တို့လက်ရှိမှာအဆင့်2နေရာကအာ စနယ်ကပွဲကျက်တဲ့ပွဲဖြစ်တဲ့ညူကာဆယ်ယူနိုက်တက်ကိုဒါသူတို့ရဲ့အဝေးကွင်းမှာသွားရင်ဆိုင်ရအောင်ဆပါအသင်းနဲ့လက်ရှိမှာဒီနေ့ပွဲဆိုအနိုင်ယူပြီးတော့ဒါအမှတ်ကိုဒါကျွန်တော်တို့ ရနိုင်တယ်များရအောင်ယူဖို့ဖြစ်တယ်အဲ့တော့စပါးတင်တဲ့တာကျွန်တော်နိုဝင်ဘာလမှာမကြခင်ပွဲချက်ကာလတွေတော့ရှောက်ရင်ဆိုင်ရတဲ့ကိစ္စမှာနိုင်တဲ့ပွဲတွေကိုနိုင်ဖို့အတွက်ဒီနေ့ပွဲစဉ်ကအရေးကြီးတယ်လို့မြင်တယ်ဒါလိုမျိုးပြောနေတဲ့ဒီသားလက်ရှိမှာဒါကျွန်တော်တဖက်ရဲ့အသင်းဒါဟူဖ်အသင်းမှာတော့ကျွန်တော်ဒန်ရကစားသမားကအန်ဇူဂွန်ဇာလက်စ်တယောက်ပြရှိပြီးတော့စပါးတင်မှာဒန်ရလူစင်းကအနည်းဆုံးဒါကျွန်တော်ထုံးဝနိုင်10ယောက်လောက်ရှိနေတယ်လို့ပြောလို့ရတယ်မှာပါတယ်ပပယ်မတားဆာဒီနေ့ပွဲစဉ်မှာပါဝင်လာဖို့များတယ်ဒါလက်ရှိမှာကြားရတဲ့မှာ training ပြန်ဆင်းနေပြီဖြစ်ပြီးတော့လက်ရှိမှာနီးပြကပြန်ပါဖို့အတွက်ရလာရခိုင်တို့နေများရဆိုပြီးရေးသားထားခဲ့တာတွေ့ရမယ်အဲ့တော့စပါးတင်မှာတိုက်ဆက်ပိုင်းဆိုင် ပြဿနာတော့ရှိနေသေးဖြစ်တယ်လက်ရှိမှာဒါ Richard Lee စင်တယောက်ကလွင်တိုက်စစ်မှုတွေနေရာမှာဒါကျွန်တော်ဒဏ်ရာလုံးဝတယောက်မှမရသေးဘူး Bruno Colomwani နေနေခုလက်ရှိမှာဒါကျွန်တော်တို့ bad luck ပေါ့เนาะဒါကျွန်တော်တို့ချေခြေတော့ဒဏ်ရာအသေးစားရတာဒီနေ့ပုံစံဆက်လက်ပြီးလွှဲချော်မယ်ကြားထဲမှာဒါကျွန်တော်ကဲမဲ့ဘူဒူးနဲ့ဂလင်ပွဲစဉ်မှာပဲပြန်လာဖို့နေထားမှရှိတယ်ဘွန်ဒိုမီနစ်ဆိုလန်ကီကဒီနေ့ပုံစံမှာ no လို့ဒါနီးပြပြောထားခဲ့တယ်ဘီဇူးမလည်းဘာဖြစ်မှန်းအခုချိန်အသေးစားမသိရသေးဘူး မက်ဒီဆင်ကလက်ရှိမှာအတကျွန်တော်တို့သိကြရတယ်မနာနှစ်ပကုံကနှစ်ကုံပြီးမှပြန်လာရမယ့်နေထားမှာရှိတယ်ဒါကူလူဗာစကီကလက်ရှိမှာဒါကျွန်တော်တို့နေဝမာလာကုံပြန်လာမယ်ဒရာဂူဇက်အခုချိန်နေတာကျွန်တော်ပြန်အပေါ်သား training တွေပြန်ဆင်းနေခဲ့ပြီမဲ့သိပြီးဘာမှသိမထူးသေးဘူးကိုရိုတာကရရှိခေါ်ရှိရလားတော့မသိပါဘူးဒါဘန်ဒီဒီဗီစ်ကဒါလက်ရှိမှာအသက်ကြီးလို့ဒါတဲ့ခဏခဏရရဆိုသိတော့မထူးစားအဲ့တော့ဆဘာတင်နဲ့ကုလက်ရှိမှာကျွန်တော်ပြောခဲ့တယ်လို့ပဲတဖြည်းဖြည်းနဲ့ဒါကျွန်တော်နီးပြရင်တော့ Ange Poster ကကုလေး Ange Poster ကဂလူးမလို့အခုလည်းအခုနီးပြမလို့ပေါ့နော်အဲ့ဒါတော့ဒန်ယာရဲ့ရလူစင်းကတော့ဒါအများကြီးဆက်လက်ပြီးရှိနေစေဖြစ်တယ်ဟု ူအသိနဲ့တွေ့ပြီဆိုအခုဒလော်တာကျွန်တော်အခုနောက်ပိုင်းမှာစပားအသိနဲ့အမြဲတမ်းလူလူဒါကျွန်တော်တို့ရုံးကန်နေရတော့တွေ့ရမယ်တဲ့မှာပါပါတယ်လက်ရှိမှာဘူးအသိနဲ့ဒါကျွန်တော်တွေ့ခဲ့တဲ့နောက်ဆုံး၅ဘွဲမှာတော်တန်ဟော့စပစ်အသိကတပွဲမှအနိုင်မရထားခဲ့ပါဘူးစပားရဲ့အိမ်ကွန်းမှာဒါဘူးအသိနဲ့တူတဲအားလုံးပေါင်းဒါကျွန်တော်တို့ အဲတကြိမ်နိုင်ခဲ့ပြီးတော့သူတို့ရဲ့အင်္ဂုမှာတိုတက်၃ကြိမ်နိုင်ခဲ့တယ်ဒါကျွန်တော်တို့တည်ရကြိမ်ကြခဲ့တယ်ဗောနောပြောချင်တာလက်ရှိအနေထားရလက်ရှိပုံစံအရဆိုရင်တော့စပါးတင်နောက်ဆုံးပြိုင်ပွဲဆုံး၅ပွဲမှာဝူဖ်အသင်းကိုတပွဲမှမနိုင်ခဲ့ဘူးစပါးတင်ဒါဝူဖ်အသင်းကိုနောက်ဆုံးနိုင်ခဲ့တာ၂၀၂၂ခုခု၂၀၂၂ခုနှစ်ကဖြစ်ခဲ့ပြီးတော့လွန်ခဲ့တယ်ဒါကျွန်တော်၃နှစ်ကနိုင်ခဲ့တယ်လို့ပြောလေအဲ့တော့လက်ရှိမှာ Thomas Rand နေဒီတဲကနေသူတို့ထွက်ပြမလားဝူဖ်အသင်းနဲ့တွေ့ပြီးဆိုစပါးတင်အမြဲတမ်းကြောင်ပြောက်တက်တဲ့အနေထားမနှစ်ကဒါကျွန်တော်အမှန်တရားအကြီးအဆုံးကတော့ Ash Postecoglou လက်ထက်မှာဒါကျွန်တော် လုံးဝ Crypto Knight လို့ပြောလေရဘူးပဲ ဲဘလို့ကကန်ဝူးကိုကျွန်တော်အမြင်နဲ့တိုင်ပတ်တာကိုတွေ့ရမယ်ဒါသူဝူးအသေးဖတ်မှရနောက်နောက်ကျသွင်းကူနဲ့ရှုံးတာနဲ့ဟိုဟာသွင်းကူနဲ့ရှုံးတာနဲ့အမြင်နဲ့တွေ့ခဲ့ရတယ်မှာပါတယ်ဒီတစ်ခါတော့လက်ရှိမှာတောမန်ဖရန်ရဲ့လက်ထပ်ပါတော့ဒါကျွန်တော်ခြေစွမ်းကောင်းတွေကိုဘလို့လှုပ်သွားမှကြည့်ရမယ်ဝူးအသေးတန်းတက်လာပြီးခဲ့စပါးအသင်းနဲ့ရင်ဆိုင်တဲ့အချိန်မှာဝူးအသေးကစပါးအသင်းကိုတော်တော်လေးကိုဒုက္ခပေးထားနိုင်ခဲ့တယ်တိုးတဲအလုံးပေါင်းတာ16ကြိမ်တွေ့ထားခဲ့တဲ့ဝူးအသေးက9ကြိမ်အောင်စပါးအသင်းကိုနိုင်ထားခဲ့ပြီးတော့စပါးအသင်းကဝူးအသေးကို9ကြိမ်နိုင်ခဲ့တယ်တရေက9ကြိမ်ကြာတာအဲ့တော့ စပါတင်နဲ့နောက်ဆုံးတာကျွန်တော်အိမ်ငွေးမှာဟူပသင်းကိုဂိုးပြတ်ခဲ့တာဘယ်လောက်ကြာခဲ့ပြီလဲဆိုတော့အေးပေါ့အေးပေါ့အဲ့လိုပြန်တွက်မယ်2021ခုနှစ်မှာအဲ့တော့စပါအသင်းကိုဒါကျွန်တော်တို့လက်ရှိမှာဝူဖအသင်းကအိမ်ဝင်းမှာဆိုအမြဲတမ်းဒုက္ခပေးနေကြအသင်းတသိနဲ့ဒါသတ်မှတ်ထားရမယ်လို့ပေါ့နောက်ဆုံးဒါအိမ်ဝင်းဆယ်ပွဲမှာစပါအသင်းကိုဒါကျွန်တော်တို့ဝူဖအသင်းကဂျန်နဲ့တာမန်အသင်းတွေထက်စာရင်ဒါကျွန်တော်တို့ပို့ပြီးတော့ နိုင်ထားတဲ့တင်းတင်းဖြစ်တယ်။ Aston Villa, Brentford တို့ကိုတော့ကြော်ပြီး Brighton တို့ကိုတော့ကြော်ပြီး Wolves အသင်းကစပိုင်းရဲ့အိမ်ခွင့်မှာဒါကျွန်တော်အလယ်လက်အသင်းတွေပေါ့ top 6မဟုတ်ဘဲနဲ့ top 6အောက်ကအသင်းတွေမှာဒါကျွန်တော်အများဆုံးနိုင်ထားတဲ့တင်းတင်းဖြစ်တယ်။အဲ့တော့ပြောချင်တာကကိုရီအိမ်ခွင့်မှာတွေ့တဲ့အမြင်နဲ့ကိုရီကတော့ဖင်ချတတ်တဲ့အသင်းတွေနဲ့ဒါဒီနေ့ပေါ်စံမှာ W ဆက်ဖြစ်အောင်လည်းကျွန်တော်စောင့်ကြည့်ရမယ်။ဒါပေမဲ့တေးကြတို့ကဒီနေ့ပေါ်စံမှာစပါးအသင်းအမှတ်လို့ပါပါ။ Tom Brady ကခုလက်ရှိမှာ total အားလုံးမှာစပါးအသင်းကို total ဒါ9ပွဲနဲ့10ပွဲကင်ထားခဲ့ပြီးတပွဲပဲရှုံးသေးပြီးတော့တပွဲတည်ချမ်းတဲ့ပွဲစဉ်တွေကိုအကုန်နိုင်အောင်ဆွမ်းဆောင်နိုင်ခဲ့တယ်။ Tom Brady ဒေါ်လာဆွမ်းဆောင်ရေးကတိတ်ပြီးဘာမှပြောစရာမလို ူဒါပေမဲ့စပါးအသင်းနဲ့ခုလက်ရှိမှာတဖြည်းဖြည်းနဲ့ injury list ကများများလာခဲ့ပြီးလက်ရှိမှာလူစင်းရရတိတ်ပြီးမင်းမဆာပြောစရာမရှိဒီပုံစံတိုင်းပဲသွားဖို့များတယ်ကွင်းလက်ဘက်မှာစပါးအသင်းနဲ့ကန်ကောင်းစွာနဲ့ရွေးချယ်စရာတွေအများကြီးရှိပေမဲ့ခန်းစစ်ဘက်မှာလက်ရှိဒါကြတော့ရှေ့ပွဲမှာအကောင်းဆုံးပေးနာခဲ့တဲ့အတွက်ကြောင့်မလို့ ဒီနေ့ပွဲစမှာစပါးအသင်းနဲ့ဒါကန်ဆယ်ပိုင်းကိုတော့ Mickey Van der Ving ကို Vicario ကိုဟိုးဆိုပါဆိုရူမေရိုကိုနှစ်ယောက်လုံးကဒါလုံးဝ fully fitness ရအပြည့်ပြန်သုံးလိုက်တယ်။ဒါပေမဲ့ဒီနေ့ပွဲစမှာစပါးအသင်းပြန်ကြည့်အောင်တစ်ဖက်ရဲ့ counter transition ပဲ Brighton နဲ့ပွဲစဉ်တုန်းကလည်းလုံးဝအလစ်ငိုက်ပြပြီးဒါကျွန်တော်ပေးလိုက်တဲ့အတွင်းကိုဒီပုံစံမျိုးဒီနေ့ပွဲစမှာဆက်ဖြစ်ဖို့အတွက်စူးစမ်းသွားမယ်လို့တစ်ဖက်ကမြင်သွားမယ်။ပြည့်ပြည့်ရှင်းရှင်းနဲ့စပါးအသင်းကိုတို့ကတစ်ဖက်ကပေးဖီမှာပဲ။ဒါပေမဲ့စပါးအသင်းနဲ့လက်ရှိမှာဒါတစ်ဖက်အသင်း Wolves အသင်းခြေစွဲမကောင်းတော့အခွင့်ကောင်းအများကြီးယူဖို့အတွက်ရေးကြည့်တယ်။ Wolverhampton ကိုလက်ရှိ Wolverhampton လက်ရှိမှာ Everton ကဂိုးပြတ်နိုင်ခါတော့ကြောင့် စိတ်သက်ပိုင်းဆိုင်ရာအရန်ကောင်းနေမယ်ထားမှာဒါပြင်ကျွန်တော် personal မြင်မှာဆိုတစ်ဖက်ရဲ့ဟူအသင်းရဲ့ကိုယ်လေဘိုင်းက underrated ဖြစ်လို့မြင်တယ် Andre da Gomez တို့ဒါကျွန်တော်ဒီအုပ်စုကိုကျွန်တော်တော်တော်လေးကိုသဘောကျတယ်တမှာပါဒါပြင်သူတို့ရဲ့ cancel ဘိုင်းကတော့အားနေတယ်လို့မြင်တယ်ဒီ cancel ဘိုင်းအားနေမှုကို Tottenham Hotspur အသင်းနဲ့အခွင့်ကောင်းယူတင်နေမြင်တယ်စပါးအသင်းနဲ့ဒီပွဲစဉ်ပြီးရင်တော့ဒါကျွန်တော် Norway ကိုသွားပြီး Bodo and Glin ရဲ့အိမ်ဝင်းမှာသွားကြံရမှာပေါ့နော်ကျွန်တော်ကသွားကြည့်လို့မရအောင်အဲ့တော့ တို့လည်းပြောစပါးတဲ့ဒီနေ့ပွဲစမှာဒါကျွန်တော်တခုခုလုပ်ပြဘူးတော့ရေးကြည့်တယ်။ comment thread အနေနဲ့ဒါအရင်တော့ကနီးပြရင်လည်းမတူကြောင်းကိုဆက်လက်ပြီးတော့ပြသရမယ်အနေထားမှာရှိရလို့မြင်တယ်။အဲ့တော့ဒီနေ့ပွဲစမှာဒါကျွန်တော်ရှေ့ပွဲကအနာပေးထားခဲ့တဲ့မိနစ်90တော်တော်များအနာပေးထားခဲ့တဲ့ cool dash တို့ဒါကျွန်တော်တို့အဲရူမဲရူတို့ဗန်နာဗင်တို့အပြည့်ပြန်ပါဝင်လာမယ့်အတွက်ကြောင့်မလို့ဒီဟာကအသင်းပေါ်အင်ပက်ကြီးမှမယ်လို့မြင်တယ်ခုနကပြောတော့ full defect ပြန်ဖြစ်နေမှာပေါ့နော်အဲ့တော့ဂျာတို့တပတ် တော့ဘောတပတ်မှာ၃ဘွဲလောက်ကစားနေကစားသမားနေတာကျွန်တော်လုံးဝချားတယ်မှာအပြေဝနားလိုက်ရတာတော်တော်လေးကိုကောင်းမဲ့နေတာမှရှိတယ်လို့မြင်တယ်။တစ်ဖက်ကတော့ကျွန်တော် counter pressing လေးကိုကျွန်တော်အဓိကစောင့်ကြည့်ရပြီးစပါးအသင်းအလွန်ကြုံရှစ်တက်မှုကတော့ Wolf အသင်းအခွင့်ကောင်းယူဖို့တကြိုးစားသွားမှမြင်တယ်။ခုနပြောလို့ပဲစပါးအသင်းရဲ့အိမ်ငွေ့မှာဆို Wolf အသင်းကတော့ကျွန်တော်ကျန်းအောင်ကြည်ထားသူဖြစ်နေတဲ့အတွက်ကြောင့်စပါးအသင်းနဲ့ဒါကြီးကတော့လုံးဝလုံးဝဂရုစိုက်ရမယ်လို့ပြောလို့ရတယ်မှာပါ။အဲ့တော့စပါးပရိသတ်တွေကဒီနေ့ပွဲစဉ်ကတော်တော်လေးကိုကြည်ကောင်းမဲ့ပွဲစဉ်ဖြစ်တယ်။ကျွန်တော်တို့ကတော့ Queen နဲ့မှာရထိတ်ထိတ်နဲ့ကြည်ရမယ်တဲ့မှာပါပါတယ်။အဲ့တော့လက်ရှိမှာကျွန်တော်ကြည်တဲ့ပွဲစဉ်မှာတပွဲတော်မှာတပွဲမှာတော့မရှုံးသေးဘူး။ဘယ်ချိန်ပါထားဖြစ်ပြလဲတော့မသိ သိပေမဲ့တော်တော်လေးကိုဆိုရင်ရတယ်အဲ့တော့လက်ရှိမှာ Tottenham Hotspur အင်းကဒီနေ့ပွဲစဉ်မှာ Body Blue ဆက်လုပ်ပြမယ်ဆိုတော့ကျွန်တော်ခင်ဗျားနဲ့အတူတူကြည့်ရမယ် Hoover အင်းကလက်ရှိမှာကျွန်တော်အမြင်ပြောမယ်ဆိုရင်တော့အဲမဒူးစ်ကောနာထွက်ပြီးကြတဲ့တိုက်ဆက်ပိုင်းအားနေတယ်ပြီးရခုနကဘယ်လိုကွေးလေဘက်မှာလူဝက်ချက်တွေရှိတယ်ပြီးတော့ဒါကျွန်တော်ကန်ဆယ်ဘက်မှာ INV ထွက်သွားပြီးကြတဲ့ပြဿနာပြန်တော့ခုနကဘယ်လိုလဲအလဲလက်အသင်းတွေကဒါကျွန်တော်အသင်းကစားသမားကောင်းတွေကိုဒါကျွန်တော်အသင်းကြီးတွေကိုရောင်းလိုက်ပြီးအမြဲတမ်းလူလူတိုင်ပတ်ခဲ့တာတွေ့ရမှာအဲ့ဒါကိုလည်းပြန်လဲပြီးအမြဲတမ်းဖြည့်တင်ဖို့အတွက်ဘယ်တော့မှမကြိုးစားဘူး ဲ့ဒီဒဏ်ကတော်တော်လေးကိုဒါကျွန်တော်အသင်းငယ်တွေမှာအသင်းလက်တွေမှာခံရတာမြင်ပြီးအခုလက်ရှိမှာဒါ brand food လည်းလူမှုဒဏ်တွေခံရတယ်။ Woof အသင်းလက်လူမှုဒဏ်တွေခံနေရတော့တွေ့ရရတယ်မှာပေါ့။ပြောချင်တာပြရှင်းပါတယ်အဖေကအခုလက်ရှိမှာဒီလူမှုအသင်းတွေအနေနဲ့ ရှေ့ဆက်ပြီး move forward လုပ်မယ်ဆိုရင်တော့ဒီတက်ဘူကောင်းတဲ့ကစားသမားရဲ့အသင်းမှာလူတယ်။ဒါခါကျရင်ကိုယ့်စီမှာအသင်းကစားသမားတွေထိတက်ဖို့လည်းလူရလို့မြင်တယ်။ဒါပေမဲ့ခုနပြောသေးတာဟာ one day စရာဖြစ်မဲ့ဒါလူမှုဒါလေပတ်နေပေါ့တမင်မွေးရင်ကြားစားရမှာပဲဒီလိုပါပဲဘောလုံးလောကလည်းအဲ့တော့လောက်ပါပဲဘောလုံးပွဲတွေကိုကြည့်ရှုခြင်းနဲ့ဆိုရင်တော့ Usport Media 3.0နဲ့ TV4U တို့မှာကျင်းလူစံပေါအောင်ကူညီလို့ရပါတယ်။မြန်မာပြည်ကလစ်ဖို့မမေ့ကြပါနဲ့ဗျ။မြန်မာကလစ်မှာမြန်မာဖြစ်ပါလေ။အားလုံးမကြိုးတူပါနဲ့။ကောင်းမွန်တော့နေရက်တနေ့ဖြစ်ပါစုစုမွန်ကောင်းတောင်းပေးနေပဲကျွန်တော်တို့ညောင်းမှာအေးအေးစစ်စစ်တွေ့ကြရပေါ့။ကျွန်တော်တော့ကပြပါဗျ။အားလုံးမကြိုးတူပါနဲ့။ကျွန်တော်ပွဲပြီး3တက်ချက်မှာပဲအကုန်လုံး ုံးကိုအေးအေးဆေးဆေးပြန်တွေ့ကြတာပေါ့ဒေးဗော်ဗျ